ားလုံးမင်းမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဇလံလေးရတော့စာရေးဆရာကြီးတာသူရေးသားထားတဲ့ချစ်သူအတွက်အသက်မစွန့်ဆိုတဲ့ဝိတ္ထုဇလံလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာချစ်သူအတွက်အသက်မစွန့် လောက၌မမြင်ဖူးတီကိုမြင်ရလင်စမ်းသည်မကြားဖူးတီကိုကြားရလင်အံ့အားသင့်ကြသည်လူတယောက်ကားတိုက်ခံရသည်ဘတ်စကားအကျိတ်ခံခဲ့ရသည့်တရင်မျိုးသည်ကြားရဖန်များသောအခါယူသွားတတ်တော်လဲလူတယောက်မိရထားချေ၍ခါးလေမှပြတ်သွားခြင်းဟုသည့်တရင်သည်အံ့ဩဆုတ်သက်စရာဖြစ်လာရပြန်၏လူတယောက်ရေနှစ်တီမှာမြင့်ရိုးတလျှောက်နေသူများဖို့မထူးခြားတော်လဲ လူ300ကျော်ပါသည့်တင်မော်တစီမြုပ်သွားသည်ဆိုလျှင်၃လုံး၆ချာဆံပြားသောတွင် ဖြစ်သွားပြန်လေ၏မယားဖြစ်သူ လင်ငယ်နှင့်ဖောက်ပြန်၍မယားကိုဓာတ်နှင့်ခုတ်တက်သည့်ထက် လင်ဖြစ်သူမယငယ်ယူသည့်ဖြစ်မယားကြီးကလင်ကိုပစိန်နှင့်ပေါက်တက်ခြင်းတွင်ကအရက်သေးတွင်ပူ၍ပြောအားကောင်းတတ်၏ဤဒီတို့မှာအများသူငါတိကြပြီးကြားဖူးကြပြီးတွင်များအချောင်းရများဖြစ်လျက် ထိုထက်ဆန်းကျက်သောအဖြစ်အပျက်တို့သည်ကဘာနှင့်အဝန်းတွင်အနှံ့အပြား ပေါ်ပေါက်နေကြသည် အမေရိကန်တွင် အသက်60ရွယ်ဖူးဖူးဖွားဖွားတို့လက်ထက်မင်္ဂလာပွဲများမကြာခဏချိန်ချိန်သဲနေကြသည်ဤကဘာတွင်၁၂နှစ်သားနှင့်၁၀နှစ်သမီးတို့ထိန်းများလေးရှိသည့်တိုင်းငယ်ပြည်ငယ်ကလေးများကြောင်းလဲကြားဖူးကြမိထင်၏ရုရှားပြည်၏အသက်၁၀၀နှစ်ကျော်အရွယ် ဇနီးမောင်နှံတို့မှွေမှွေပေးနေသည့်ဇနီးမောင်နှံတို့၏ဓာတ်ပုံကိုလည်းမြင်ဖူးသူရှိကောင်းရှိပေလိမ့်မည်။ဤအကြောင်းချင်းရများယခုဖက်ရမှာအာအာတင့်သူတွေလည်းရှိနေချိန်မည်။ဤလူပောင်တွင်မဖြစ်နိုင်သောဇက်ကွက်ဇလန်းဟု၍မရှိချေ။အောင်တင်အယုတ်ဆိုးသလောက်မြားများကလှနေသည်။မြားများသည် ချမ်းသာကြွယ်ဝသောမိဘတစုံ၏တူတဲသောသမီးလေးဖြစ်သည့်တိုင်ရွှေပေါ်မြတင် နေရစားရသည်။ တိုက်ထဲမှထွက်လင်မော်တော်ကားထဲရောက် ကားပေါ်မှဆင်းလင်ကြောင်းထဲရောက်ခြေချင်းလျှောက်ချင်းဆိုဒီမှာမြမြဖို့ဒဏ္နာရီလိုဖြစ်နေသည်သို့လင်မြမြ၏အနေထားထဲဝါသလောက် အောင်တင်ဆင်းရဲရှာသည်မိခင်မုတ်ဆိုးမကြီးပဲပြုတ်လေရောင်ရမှုအပေါ်တွင်မိခိုအားထားနေရသည်ကြောင်းတစ်ချိန်ဖွင့်၍အတန်းတစ်ခါတက်ရလင်ကြောင်းစင်းရဲ့အတွက်အောင်တင် တွတ်တွတ်လေသွားရရှာသည် ငွေရည်ချင်းရင်ဤမြကွာချားသည့်နီသူရုပ်ရည်ယူပကာရချင်းရှင်ပြန်ချေပါကလေမြမြသည်နှုနှုဖိုင်ဖိုင်ရုပ်ရှင်မင်းသမီးဆွေစင်ထိုက်လို့လိုအချောစာ အောင်တင်အသားညွ၍သွားနှင်းငယ်ခေါ်သည်ကြောက်ပေါက်တရေရေးရှိသည်နှကောင်းပြားပြီးမျက်ပေါက်မေးသည်မြမြနှင့်ရေးရေးမြဗတ်မလိုက်သို့သော သူတို့နှစ်ယောက်ကြိုက်နေကြပြီးချစ်နေကြပြီးကိုအောင်မြရင် ပြောစရာရှိမြန်မြန်ပြောတော့ကြဆရာမတွေမိသွားရင်အောင်တယ်မှာစကားပင်အဆုံးမသတ်နိုင်ရှာပြီမြက်ကလေးဆံပြားဖြစ်ခြားခြားလေးလှဲကြည့်လိုက်ဒီအခိုက်ဒီမှာကိုအောင်ဆရာမတွေမိမှာထက်ပိုအရေးကြီးတဲ့အကြောင်းပြောမလို့အောင်တင်တုံလောက်သွားသည်ဘာများလဲမြရဲ့ဟုသော အတွင်ဖြစ်မေးဆက်ပြသည်မြတို့ကိစ္စအိမ်ကရိတ်မိသွားပြီနဲ့တူတယ်ပြီးတော့မြကိုចောင်းထုတ်ဖို့တိုင်ပင်တဲ့စကားသံလဲရိုးတုတ်ရိတ်တဲ့ကြားရတယ် အောင်တင်တက်ပြင်းချတံကိုမြမြကြားလိုက်ရသည်အဲ့ဒါဒီနေ့နဲ့ပြန်တခုခုဆုံးဖြတ်တပတ်ခါဆိုရင်တော့နှောက်ချသွားလိမ့်မယ်ကိုအောင်ဟွန်းအောင်တင်တက်ပြင်းရှိကြီးမှုတ်ထုတ်လိုက်ရမှဘာကိုဆုံးဖြတ်ရမလဲမြရေဩကိုအောင်ရေမြားနဲ့ကိုအောင်နဲ့လက်ကြမလားဆိုတာကိုပေါ့လွယ်မလားမြရေကိုအောင်ပညာရေးချင်းကနေစားလှုပ်အားပေးအောင်ရဖို့ဘာလဲ အချစ်အတွက်အသက်ပေးမယ်ဆို။အိုးမြရေဒါနဲ့ဘာဆိုင်တာမှတ်လို့။မြအတွက်ကိုအောင်သိချစ်ပါတယ်ဆိုတဲ့မြအတွက်လီစိုက်ကမနှင်းရဲဘူးလား။ရေထက်မရောင်းဝင်ဘူးလား။ဒါတွေကအချစ်အတွက်အသက်ဆုံးရတာနဲ့ဆိုင်ရင်။ကဲမြကိုအောင်ဘာလို့ရမလဲ။မြဆန္ဒတိုင်းအကုန်လုပ်မယ်လီပြော။ထိုနေ့မှာပင် အောင်တင်နဲ့မြမြတို့လှည့်ပြေးကြလေသည်ပထမညကကြောင်ကြကြမြောက်ဥက္ကလာရှိ တငယ်ချင်းအိမ်တွင်အိတ်ကြသည်။နောက်နေ့ညနေအောင်တင်းတငယ်ချင်းပြန်ရောက်သူထောက်ခဲ့သောသတင်းကရှင်းပြသည်။မြားမြားဤဖခင်ကြီး အလွန်ဒေါပွားနေသည်။အတတ်မဆိတ်သေးသောဟူသည့်အကြောင်းပြချက်ဖြင့်သွေးဆောင်ခိုးယူပေါင်းသိမှုအရရေရော်မြို့နယ်ရက်ွက်များပါ တိုင်ချက်ဖွင့်သားသည်။သူသမီးပြန်လည်ထိန်းသိမ်းနိုင်ရေးအတွက်နေမျိုးစုံဖြင့်လုံပန်းနေသည်။အဆရှိသောအမင်္ဂလာသတင်း။အောင်တင်တို့နှစ်ယောက်လုံးတုံ့နှုတ်သွားသည်။ အထူးသဖြင့်မြန်မြတွင် မျက်နှာ၌သွေးဆုပ်သွားသည့်ပမာတမဟုတ်ချင်းဖြူလာလေသည်မဖြစ်တော့ဘူးကူအောင်ဒီထက်ဝေဝေပြေးကြမှာပဲဖဖေးအကြောင်းမြသည်တယ်သူတခုခုလှုပ်တော့မယ်ဆိုရင်မရရအောင်နှုတ်နေပါအောင်ငါသူမကရောအသက်16နှစ်ထဲမှာပါဦးလေအောင်တဲ့တငယ်ချင်းဖခင်ကြီးအမေကိုမြန်မြကဖြေလိုက်စဉ်ချောင်းအပ်တော့ကအသက်ကိုပိုးပြထားတာများဖြစ်လိမ့်မလားကွယ်အေးလေ ရဲကတော့တိုင်ချက်ရောက်တွေ့ရင်ဖမ်းမှာပဲဟုတ်တာမဟုတ်တာရုံရောက်မှရှင်ပထမတော့မင်းတို့နှစ်ယောက်ခွဲနေကြရလိမ့်မယ်ထင်ပါရဲ့ကွာအမှုဆိုတာကခက်သားကလားညများနဲ့အောင်တင်တို့တယောက်မျက်နှာတယောက်ကြည့်မိကြရမှာဒါဆိုတော်သေးတဲ့ဦးလေးရင်ဖေဖေဟာငွေပေးပြီးကိုအောင်ကိုတက်ခိုင်းရင်မဖြစ်ပါဘူးကိုအောင်ဒီညပဲပြေးကြပါစို့ရွှေလက်ကောက်တစ်ချက်သားရောင်းပြီးဆက်၍ထွက်ပြေးလာကြတော့အောင်တင်တို့ မန္တလေးရောက်ခဲ့ပြီး6ရက်မြောက်နေ့တွင် အောင်တဲ့တငယ်ချင်းလိုက်လာခဲ့သည်။သူရရှိသောသတင်းများကို ရှင်းပြသည်။အခြေအနေပူဆိုးလာပြီးဖြစ်သောကြောင့်အဝေးဆုံးပြေးကြရန်တိုက်တွန်းလေသည်။ပြေးကြပြန်လေပြီးမြင့်ကြီးနာသူထိုမှတစဉ်ပမုံနောက်ကျိုင်းတုံတာချီလိတ်အစရှိသည့်ရန်ကုန်နှင့်ဝေးရန်အထူးသဖြင့်မြားမြားဤဖခင်ကြီးနှင့်ဝေးနိုင်သည်မြဝေးရန်ဟူသောရည်ရွယ်ချက်ဖြင့်ပြေးလာခဲ့ကြသည် တာချီလေးအရောက်တွင်မြန်မာပြည်လက်ကျန်စိန်ရွှေကလေးများထုခွဲလျက်တဖက်နိုင်ငံမှကုန်ပစ္စည်းများအယောင်းဝယ်လုပ်ရန်အသွာ ထိုမှာဖက်မှပြန်လာသူကုန်တယ်တို့ထဲတွင်မြန်မာပြည်ဖခင် မိတ်ဆွေအချို့နှင့်ဘွားကနေရင်ဆိုင်တူးမိကြသည်မြန်မာများတို့မိတိနေရာတွင် ရှိသည်ကို သူဖခင်သိလျင်နှောက်ကြောင်းအေးမိမဟုတ်ဤဒီကိုနှစ်ယောက်စလုံးတဘောပေါက်ကြ၏အာဟုတို့သည်အဖော်နှင့်လာသည်ဆိုသောစကားသည်အောင်တင်တို့အတွက် သွေးခေါ်ထားခြင်းလီလို့မသိပါသွားတော့ငွေများလူလိန်ခံလိုက်ရည်ငွေကလေးအသင်းသင်းရှိစဉ်ကငွေကိုအားကိုးလျက်အယောင်းဝယ်လောက်ရန်ကြံစီခဲ့ရမှယခု ကိုလက်ရုံးနဲ့ကိုအစွမ်းစကိုအားကိုးရချီတော့မီကိုအောင် အချစ်အတွက်အသက်ဆုံးဖို့ဝင်မလဲဘူးဆို အချစ်အတွက်စိုက်ကားမနှင်းရဲဘူးလားရေထမ်းမရောင်းဝင်ဘူးလားထုံမီသောမြမြကြီးစကားကြောင့်အောင်တင်စွန့်စားခဲ့သည် ယခုအောင်တင်တခုခုလောက်ရချီတော်မီထိုနေမြေတွင်ငွေပေါ်လာသည် အလုတ်လည်းမရှာအထံသမားလှုပ်ရှားလင်ပင်ဆယ်ရက်လောက်အားဖြင့်တလထိုင်စားနိုင်သည်သို့သောညာအိညာနေခยีသွားရမည်ဖြစ်၍မယားချောလေးအတွက်တစ်ဖက်ကစိတ်မချနိုင်ဤတွင် အောင်တင်တို့ငားနေသည့်အိမ်မှဖန်တီပေးချက်ရမြားများတို့ဇနီးမောင်နှင့်သတိကံနေမြေတည်းဟုသောမြန်မာပြည်လာအိုထိုင်း ပီသုံးပီဆန်ရာဘင်းကုံကူတီရွာကြီးတို့ရောက်လာကြတော့၏အောင်တင်ရောမြမြပါဝမ်းသာကြီးတာနေကြသည်ဤနေမည်တို့လူစိမ်းများဝင်ထွက်ရန်မလွယ်ကူလှကြည်မြမြဤဖခင်စုပါမူထိုရွာဖျားရောက်တည်နှင့်အသက်ပြောက်သွားမီတေချာသည်ထိုတစ်ချက်သေးကပင်မြမြတို့၏လုံခြုံရေးနေမည်ကဲ့သို့စိတ်ချလက်ချပျော်ရွှင်နိုင်ကြချီတော်မီထိုမီသောသတိကံနေမည်သည်မောင်ခိုလုပ်ငန်းနှင့် ဘိန်းကုံကူးရှင်းသားမကဘိန်းဖြူလဲချက်သည်တရားဥပဒေနှင့်မကင်းသောအလုပ်ဟုသည်များတွင်တွင်ကြဲကြဲလှုပ်သောနေမြေဖြစ်သည့်တိုင်ရွရွချွန်ချွန်မှိုက်မှိုက်ကန်ကန်တဆုတ်ထိုးသမားတို့အလွန်စားလန်းဖြောင့်ကြသည်အောင်တင်ဤတခုတည်းသောရည်ရွယ်ချက်မှာ သူချစ်မြတ်နိုးလှသောမြနှင့်စိတ်အေးချမ်းသာပေါင်းတဲ့နေရာရေးတာဖြစ်လျက်ယခုဆန္ဒဖြစ်လိမ့်ပြီသို့တော်သူသည်မှိုက်ယူရဲမဟုတ်တတ်သိရှိသည် ထိုတတ်သည့်ကို လိမ္မာပါဏတ်စွာအတုံးချတတ်သည်။အောင်တင်အလौဆဝင်သည်ဆိုလင်ပင်ဝင်တင်လားများဖြင့်နေချားကိုဖြဲ့၍ကုံများကိုပို့ရသည်။ဘိန်းလဲပါသည်။အပြန်တွင် ရှမ်းမီတောင်ကြီးသူတို့အကြိုက်အထယ်အလိတ်အလကုံနှင့်စေဝါပစ္စည်းများပြန့်တယ်လာသည်။လန်ကြီးတွင် ကုံပစ္စည်းများကြားဖြတ်လို့သည့်လူဆိုးဂိုင်းများနှင့်လည်းမကြာခဏတိုက်ပွဲဖြစ်ရသည်။အောင်တင်းဤတက်သည့်နှင့်ပါနက်လိမ္မာမှုတွင် အထွေကြုံဆွတ်လိုက်သောအခါအောင်တင်တို့အဆိုင် တိုက်တိုင်းအောင်ဖြစ်လာ၏အောင်တင်ဤစွမ်းရည်တက်တည်နှင့်ဖျက်လက်မှုကိုသူ့အထက်လူကြီးများကနှက်သက်သဘောကျသည်နှင့်မျှအောင်တင်တို့တွင်လည်းအခချင်းငွေအနေအစာတိုးတက်လာခဲ့၏မျှဤမျှတိတ်ဝမ်းသာမဲ့စကားပြောရောက်မင်းအခုကိုအောင် ခရီးမထွက်ရတော့ဘူးတဲ့ဟာမျှပြောလိုက်တာဘာလဲကိုအောင်ကိုအောင်ဆရာခွန်လာရဲ့အမိန်တဲ့လားအင်းဘော သူကကိုအောင်တို့အဆိုင် အုပ်စုခေါင်းဆောင်ပဲဟာအောင်မလီဆရာခွန်လကျမ်းမချမ်းသာပါစေအင်းအခုမှမြအလိုဆန္ဒလုံးလုံးပြေဝတော့တယ်ဘာလဲအချိန်ရှိတည်းကိုအောင်နဲ့မခွဲမခွာနေခြင်းနဲ့ဆန္ဒလားဟဟကိုအောင်ကဒီချက်ကိုတော့တသက်မမေ့ဘူးထင်ပါရဲ့အိုးအဲ့ဒီဆရာခွန်လာဆိုတာမြားတို့တန်လျာဖက်ကိုတကားမှမလာဘူးနော်ဘေးတည်းတည်းမဲ့ကြားနေရတယ်တိတ်ရက်ဆက်တယ်ဆိုတာဟုတ်လားကိုအောင်ဟုတ်တယ် သူတို့အလောက်ကရာဆွေမကင်းတဲ့အလောက်အသက်ဆံဖျားအလောက်မဟုတ်လားနည်းနည်းမှအသိန်းစောင်းမခံဘူးပြီးခဲ့တဲ့အရက်20လောက်ကတော့ဖြစ်ခဲ့သေးတယ်မြစိတ်ညစ်မှဆိုလို့မပြောတာဘာကိုလဲကိုအောင်ကိုအောင်တို့ဖက်ကလူတယောက်အရက်မူပြီးတနက်နဲ့ဖောက်လို့အဲ့ဒါအကုန်ဒုက္ခရောက်ရှာရှိအားလုံးမဟုတ်လားအင်းဘောမြတို့ပါခံရမှာအဲ့ဒါဆရာခွန်လာကခေါ်စစ်စီပြီးရုပ်မြင့်တန်ကြားကြည့်နေရတာထလာတယ် စောင်းကြောက်လေးထိုင်နေတဲ့အဲ့ဒီလူကောင်းကိုတနက်နဲ့တစ်ချက်တည်းပြစ်တက်လိုက်တယ်။အိုးအင်းတချို့ကအဲ့ဒီလူအလောင်းကိုဆွဲယူသွားကြတဲ့အချိန်မှာကူအောင်တို့ကပေးချန်ခဲ့တဲ့သွေးတွေကိုတုတ်ချဆေးကြပေါ့မြရင်ဒါပေမဲ့ဆရာခွန်လာကတော့တယ်လီဗီရှင်းအကြည့်မပြတ်ဘူးကြောက်ဆရာကောင်းလိုက်တာကူအောင်လည်းသတိထားနေသတိထားလောက်ပါနော်ဒါတော့စိတ်ချမြရင်ကူအောင်အသက်ကမြအတွက်သာစွန့်ဖို့ထားတဲ့အသက် မြားကလှမ်းဖက်ပြီး အောင်တင်းကိုမှွေမှွေလေးဂုံပြူလိုက်။ဒါနဲ့ကိုအောင်အဲ့ဒီဆရာခွန်လှဆိုတာဒီလောက်ပဲရက်ဆက်သလားဟင်။သူကလူချောစု။ဟုတ်တယ်ဂျပန်ရုပ်ရှင်မင်းသားလိုမျက်နှာပေါက်မျိုးများရဲ့ရုပ်ရည်နဲ့ကြမ်းတမ်းမှုကတော့တခြားစီပဲ။ထိုခိုက်ခြေကားတစီထိုးဆိုင်လာသည်။အသက်30ကျော်အရွယ်တရုတ်ကပြားလူလူတယောက်ဆင်းလာခဲ့သည်။အဲ့ဒါပဲမြဆရာခွန်လှဆိုတာဟင်။ ခွန်လာသည်တက်တက်ကြီးဝင်လာပြီးမြ мян တို့နှင့်ဖိုခနောက်ဆိုင်ထိုင်လိုက်သည်မြ мян အားစူးစူးတွေ့တွေ့စိုက်ကြည့်လိုက်ပြီးမှအောင်တင်အားမျက်ရည်ပြ၍ခေါ်သွားလေ၏ပေ၃ယောက်ခန့်အဝေးတစ်ပင်ရဲတစ်ခုတို့ရောက်မှဒီမှမအောင်ငါပါလှုပ်လှုပ်ပါပြောပြောလူရင်းမဲ့ပြက်ပြက်တူတူပြောတတ်တယ်နော်အေးအခုလဲတူတူရှင်းရှင်းပြောမယ်မင်းမိမကိုငါခလန်းလန်းကပဲမြင်ဘူးတယ် အဲ့ဒီကလေးကငှားစိတ်တွေလှုပ်ရှားလာတာခုထိပဲအောင်တင်ချက်သိမ်းထသွား၏အခုမြမြကိုနင်းနီးကက်ကက်မြင်ရတော့ငါအများကြီးတုံ့လောက်သွားတယ်ဒါလောက်ပြောရင် မင်းသိရောပေါ့ဟုတ်ကဲ့ဆရာသိပါတယ်ခွန်လာငိန်နေတွေ့နေသည်အောင်တင်မမူတွတ်တွတ်လေမြဖြစ်ပေါ်လာမိအချောင်းချင်းရပြဿနာများကိုတတိကြီးတွေးနေမိသည်အောင်တင်သိရသလောက်ခွန်လာသည် မိမထဲလဲသုံးနေသူမဟုတ် သူယူလိုပါက အချောအလှရှမ်းတရုတ်မှကချင်မဗမာကယားကရင်ဒင်ဆိုဒီများကိုရောက်နိုင်သောရုပ်ရည်ရှိသည်ငွေဆိုကပြောเสียမလို့မှုသက်တီထိပေါ်သူဖြစ်၏အတန်ကြာသောတိတ်ဆိတ်ခြင်းကိုအောင်တင်ကဤသို့ဖြုတ်ခွင်းလိုက်၏ဆရာကျွန်တော်ကိုရန်ကုန်ပြန်ခွင့်ပြုပါတော့နော် ခွန်လာဒီမျက်လုံးများကိုအပြူဆုံးထား၍လှဲ့ကြည့်လိုက်ဒီမှာတဝင်းဝင်းတောက်နေ၏ကျွန်တော်တယောက်တည်းပြတ်မှာပါဆရာခွန်လာဒီဖြူးနေတော်မျက်လုံးများ ပုံမှန်အနေထားသို့ပြန်ပြောင်းလာ၏မြန်းများကိုထားခဲ့မလားဟုတ်ကဲ့ဆရာကျေးဇူးတယ်ကျွန်တော်မှာဒါကျေးဇူးနဲ့မဆိုင်ပါဘူးကွာမင်းလိမ့်ပါတယ်ပါနဲ့တယ်အသိဉာဏ်ရှိတယ်အတွေးခေါ်ကောင်းတယ်ဒါကြောင့်မင်းပြတ်ချင်တာငါသိတာပေါ့ အောင်တင်သည်မြေကြီးစီတွေ့ပြီးကြည့်နေ၏ဒီလိုလို့ဒီညပဲခရီးထွက်မြတ်မြောက်ကိုပြောအရေးပေါ်ကိစ္စလို့အဲ့ဒါပြန်မလာနဲ့တော့ဟိုဘက်ကနေပြီးရန်ကုန်ပြန်ဖို့ငါငွေသသိမ်းပေးလိုက်မြင်ကျွန်တော်ငွေမလိုချင်ဘူးဆရာတနက်ကြီးစံလိုချင်သလားကျွန်တော်တယောက်ထဲပြန်မယ်နော်ဆရာဟိုဘက်နိုင်ငံအထိအဖို့တယောက်ထဲပေးလိုက်မြင်လမ်းမကျွန်တော်အသက်ကိုဖျောက်ဖျက်ဖြစ်ဖို့လားဆရာဟေ့အောင်တင် မင်းအခုပြန်မှဟာငါနှလုံးသားအေးချမ်းရေးအတွက်ကူညီခဲ့တဲ့တဘောဆိုတာငါနားလေတယ်။အောင်ထည့်မျက်လုံးများစူတရောင်လက်လာသည်။အေးကွာငါလည်းဘာဖြစ်တယ်မသိဘူး။အေးပထမတော့မင်းတက်ကိုအရင်ယူဖို့စိတ်ကူးသေးတယ်။ဒါပေမဲ့မင်းဒီနယ်ကို ရောက်စကလှုပ်ဖို့ကင်ဖက်တွေကိုချိန်ပြီးပြောထားတယ်ဆို။ဘာကိုလဲဆရာ။မင်းမိမကိုကြိုက်ရင် မင်းကိုတော့တတ်မယူနဲ့လူချင်းပြောကြွားပေးမယ်လို့ ဟုတ်ကဲ့ဒီနေမာကထစ်ကနေဆိုတတ်တာမဟုတ်လားဆရာရင်ကျွန်တော်မိမကလည်းချောချောလှလှလေးဆိုတော့အေးဒါကြောင့်ငါလည်းမင်းကိုပြောင်ပြောင်ဖွင့်ပြောတာဂိုင်းအားလုံးပြေလည်သွားပြီမင်းစိတ်ချသွားလန်ခင်းကြီးမှာတစ်ကိုင်းချစ်ရတော့မပွန်းစေရဘူးနောက်ဆုံးစကားတစ်ခုမှားလိုက်မင်းမင်းပြန်လာဖို့တော့ဘယ်တော့မှစိတ်မကူးနဲ့ကွာနော်အောင်တိန်ပြန်လာသည်ရန်ကုန်ရောက်ရောက်ချင်းဥက္ကလာမတငယ်ချင်းထံပထမသွားသည် အကြောင်းစုံရှင်းပြပြသည်ဆွေးနွေးကြသည်အမားမှန်ဝေဖန်ကြသည်အခုငါအသက်ကိုငါပြန်ယူခဲ့ပြီပြောစမ်းကွာငါမှားနေပြီလားကဲမြန်မြအတွက်အသက်ဆုံးခဲ့ရောမှန်မလားရုပ်ရှင်မဂဇင်းအသွေးသုံးအမှတ်လီဇူလိုင်လ1982ဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲဆရာကြီးတာသူရေးသားထားတဲ့ ်ချစ်သူအတွက်အသက်မဆုံးဆိုတဲ့ဝိထုဇလံလေးပြီးဆုံးလို့သွားပါပြီခင်ဗျာ နားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ